โอเคကဲကြောင့်ဒီကတော့ကျွန်တော်တို့အားလုံးစောင့်နေတဲ့နောက်တို့ event ကကျွန်တော်တို့ရဲ့ original စာပါကိုကျွန်တော်တို့ preview version အနေနဲ့ရောက်လာပြီပဲဖြစ်ပါတယ်။ကဲကြောင့်ဒီ version မှာကျွန်တော်တို့ကဒီနောက်တို့ event နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရနိုင်တဲ့ reward တွေ basically နေ free ရမယ်ကျွန်တော်ဘယ် token တွေဘလောက်ရမယ်ဆိုတော့ကြိုးပြီးတော့ကြည့်လို့ရမှာဖြစ်ပါလိမ့်ဗျာ။ကဲကျွန်တော်တို့ main event ကတော့ကျွန်တော်နောက်လာနေ့ရက်နေ့မှာအရောက်မှာဖြစ်ပါတယ်။ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့တစ်ချက်တူတူကြည့်လိုက်အောင်ဗျာ။ ကျွန်တော်နောက်လို့ event နဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးညင်းခုန်နေဟာတွေကိုရှိတယ်အဲ့ဒါကဘာလဲဆိုရင်တော့ကျွန်တော်နောက်လို့ event မှာတန်းတော့မှာကျွန်တော်က second တစ်ခုအပိုင်ရမယ်ဆိုပြီးတော့ကျွန်တော်အားလုံးအဲပြောနေတာရှိတယ်ဗျာเนาะဒါကကျွန်တော်တို့လူအများစုပြောနေတာပေါ့နော်ဒါဒါလေးကိုကျွန်တော်အခုစမ်းကြရင်မှဖြစ်ပါတယ်ကဲတန်းတော့မှာကျွန်တော်တို့ကဒီအောက်မှာကြည့်မယ်ဆိုရင်ကျွန်တော်ပထမဆုံးတန်းတော့တွင်အပိုင်လက်ဆောင်တစ်ခုရဖို့အာမခံတယ်လို့ပြောထားတာဖြစ်ပါတယ်အဲ့ဒီပြကျွန်တော်တို့က skin လည်းဖြစ်နိုင်သူတခြားကျွန်တော် emote တွေအဲကျွန်တော်တို့ ကယ်ရင်ဖက်တွေ recall တွေပေါက်နိုင်တယ်ပေါ့နော်ဒါပေမဲ့လို့ဒီ call let item တခုတရားပေါက်ရမှာဖြစ်ပါတယ် skin ရယ်လို့တော့တရားပေါက်သူကပြောထားတာမဟုတ်ဘူးဗျာနော်တကယ်လို့ skin ပိုင်ရမှာဆိုတန်းတော့မှာဘယ် skin ကိုအပိုင်ရမှာဆိုပြောထားတာဖြစ်ပါတယ်ဒီမှာကကျွန်တော်တန်းတော့တွင်အပိုင်လက်ဆောင်တခုရဖို့အာမခံတယ်ပြောထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့စွမ်းနာပြောဆိုပဲကျွန်တော်ဘက်တဲ emo တွေအဲကျွန်တော်တို့ပေါင်းတွေ recall effect တွေ animation effect တွေအဲ့လိုရနိုင်တယ်ပေါ့တခုခုကတရားပေါက်ရမယ်နော် skin ပေါက်နိုင်ရတော့နေတယ်ပေါ့နော်အဲ့ဒါကြောင့်တန်းတော့လှည့်ပြမယ် โอเคဒီမှာကြည့်လိုက်ကျွန်တော်ဒီမှာတရားတော့မှာဆိုကျွန်တော်တို့ဒီမှာအဲ exchange coin တွေရမှာပေါ့နော်ဒီကောင်လေးရမှာဒီမှာကျွန်တော်စကင်မပေါဘူးဒါဆိုကျွန်တော်အတက် email ပဲရရနော်ကဲအဲ့ဒါဆိုကျွန်တော်တို့ကတခြားလူတွေပြောသလိုကျွန်တော်တို့ဒီမှာ tan draw မှာကျွန်တော်တို့ကစကင်တစ်ခုကတော့တရားပေါက်တော့မရဘူးပေါ့နော်ကျွန်တော်ဗတဲ email တို့ဆက်လာပြောသလိုပဲပေါင်းလို့ပဲရနိုင်ချေများပါတယ်ဒါကျွန်တော်စကင်ရနိုင်ချေတစ်ချက်ကြည့်မယ်ဆိုရင်သူကကျွေးရူးထဲမှာကျွန်တော်ပြလာတာရှိတယ်ဗျာနော် 0.08%ပါဆက်မှရှိပါတယ်။တော့တော်တော်နေတဲ့ຢာကိန်းတော့ဖြစ်ပါတယ်ကြာ။နောက်ကျွန်တိုင်အမြင့်ဆုံးကတော့တိုက်ပွဲရုပ်ပြောင်းပွဲ Vettel Emo ကတော့7.95%ရှိရသူကအမြင့်ဆုံးပဲ။နောက်တခြား Recorder မှာပဲ0.3%မှရှိတယ်။ညော Animation Effect တို့ Key Effect တို့ခေါင်းနေနော်။ရုပ်ပြောင်းကတော့အမြင့်ဆုံးရနိုင်ခြေရှိပါတယ်။ Skin ကတော့တော်တော်ရနိုင်ခြေနေတယ်ပေါ့။သူကအနည်းဆုံးဖြစ်ပါတယ်။ဟုတ်ပြီအဲ့ဒါကျွန်တော်အားလုံးပြောနေတယ်ကျွန်တော်တန်းတော့မှ Skin တစ်ခုရနိုင်ခြေရှိရဆိုတာတော့မဟုတ်ဘူးပေါ့နော်။ ဆက်လာပြောတယ်လို့ပဲအဲကျွန်တော်တို့ collect item တစ်ခုတရားပေါ်ရောက်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ original server မှာရောက်နေတဲ့ကျွန်တော် main event ကအဲ preview version ကိုတစ်ချက်တူတူသွက်ကြည့်လိုက်အောင်ဗျာ โอเคကဲအဲ့တော့ကျွန်တော် original server မှာရောက်နေတယ်ကျွန်တော် now to even preview version ကိုတစ်ချက်တူတူကြည့်အောင်မယ်เนาะဒီ version မှာကျွန်တော်တို့ကအဲ now to event နဲ့ပတ်သက်ပြီးရမယ်ကျွန်တော်တို့အဲ reward တွေ free token တွေကိုကျိုးပြီးတော့ကြည့်လို့ရမယ်ကျွန်တော်ဘယ် event နဲ့ဘယ်ချိန်မှာလာမလဲဆိုတော့တစ်ချက်ကြည့်လို့ရမှာဖြစ်ပါတယ်โอเคကျွန်တော်တစ်ချက်တူတူကြည့်အောင်မယ် โอเคเกเดี๋ยวเนี่ยเน็บไปจี้ดูได้เกดีมาก็เราเอ่อ9ลาใบเนี่ยนี่เลยไปแล้ว6ลาใบเนี่ยนี่ลามั้ยดีมาเราเบย์การาสกินโฟรียามาဖြစ်ပါတယ်เกเดี๋ยวดีมายามะรีเวิร์ดเดี๋ยวเราจะตัวไปไปได้ရှိတယ်เกเดี๋ยวดีมาเราเอ่ออีโมတွေပါมั้ยบ่เนาะสกินนี่ပါมั้ยถ้าเราฟรียามั้ยเบย์การาสกินဖြစ်ပါတယ် ကဲဒီမှာလည်းကျွန်တော်ရမယ်ဟာတွေတော့အများကြီးပဲဗျာနော်ကျွန်တော်9လပိုင်းနေ့နေ့လာမယ်ကျွန်တော်6လပိုင်း9လနေ့ထိလာမှာဖြစ်ပါတယ်ကဲဒီမှာကျွန်တော်တို့ကွက်ချက်တွေလည်းပါမယ်ဒီမှာကျွန်တော်ရမယ်ဟာတွေမှာကွက်ချက်တွေလည်းပါမယ်ဟုတ်ကဲ့ free dollar ပို့တိုကရီနဲ့လဲလို့ရမယ် exchange coin တွေလည်းပါမယ်ဗောနော်ဒါကကျွန်တော်တို့အဲကလင်ဒါမှာမှတ်ထားလို့လည်းရမယ် โอเคဒါကျွန်တော်စပွန်ဖက်ရမယ် event ပေါ့เนาะဒီမှာကျွန်တော် MVP အဲကျေတူကတ်လေးလည်းရမယ်ဒါတော့ event ပေါ့เนาะ9လပိုင်း2နေနေပြီးတော့6လပိုင်းစကားရင်ဒီလာမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ skin လေးခုပါမယ်ပေါ့เนาะဒါတွေကကျွန်တော်လာမဲ့ date တွေကိုကျူးပြီးတော့ကြည့်လို့ရမယ် version ဖြစ်ပါတယ်ကြရတာ emo ရမယ်ကျွန်တော်တို့ဟာပေါ့เนาะကျွန်တော်တို့9လပိုင်း9ရက်နေနေပြီးတော့ကျွန်တော်9လပိုင်း7နေနေရှိပဲဆိုတော့တိတ်ပြီးတော့မကြဘူး ။ဟုတ်ကဲ့ဒါကကျွန်တော်တို့ hero တွေအားလုံးခမဲ့အစမ်းသုံးခွင့်ရမယ်ကျွန်တော် skin အခုတရားလဲအခခမဲ့အစမ်းသုံးခွင့်ရမယ်ဘယ်တော့၅လပိုင်းနှစ်နေပြီးတော့၅လပိုင်း၄ရက်နေ့ထိဟုတ်ကဲ့ကဲအဲ့လိုပါပဲဒါရီရနော်ကျွန်တော်ဒီမှာအဲ run ကာကွယ်ကတ်တွေပါလေလဲပါမယ်ပေါ့ဒီမှာကျွန်တော်တို့အဲဒါကျွန်တော်တို့ event လာမယ်အဲကျွန်တော်တို့ version ပေါ့ဒီဒီပုံစံတိုင်းလာမယ်ဒါ preview version နေတာပါကျွန်တော်ပြက်ကလေးနဲ့ဟိုမှတ်ထားလို့ရှိရင်ကျွန်တော်တို့က event မှာ free level token တခု free ရမှာဖြစ်ပါတယ်ဒါကြောင့်ပြက်ကလေးနဲ့ဟိုထည့်လိုက်ရမှာပဲเนาะအဲကြောင့်ဒီလိုမျိုးကလေးတစ်ခါရမှာပေါ့เนาะဒီနောက်မှာတခုကျွန်တော်စဉ်းစားမိတာပေါ့เนาะဟိုဖြစ်နေမဖြစ်နိုင်ရောဘလာသားလို့လည်းစဉ်းစားကြည့်ပေါ့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီမှာပြက်ကလေးမှာမှတ်လိုက်ပြီဆိုရင် free token တခုရတယ်ကျွန်တော်တို့ကနောက်ထပ် ဒီဖုန်းမှာမှတ်လိုက်လို့ကျွန်တော်တခုရတယ်နောက်တော့ကျွန်တော် drive တခုမှာထပ်ပြီးတော့နှိပ်မယ်ဆိုရင်ကျွန်တော်ကဒီလို free ထပ်ရအောင်လားဆိုတာတစ်ချက်လုတ်ကြည့်ဖို့လို့လုံမှာပေါ့နော်ကျွန်တော်အခုကကျွန်တော်ဒီဖုန်းမှာလုတ်တယ်နောက်လက်ဖုန်းလုံမှာကျွန်တော်ဒီအဲပြက်ကလေးမှာထပ်ပြီးမှတ်မယ်ဆိုရင်နောက်လက်တကယ်ရအောင်မလားအဲ့ဒါလေးကျွန်တော်စမ်းကြည့်ဖို့လို့လုံမှာပေါ့နော်အဲကျွန်တော် clone နဲ့ software တွေရှိတယ်ပေါ့နော်အဲ့ဒီ application clone နဲ့ software ရှိရဲ့အားရနေကျွန်တော်တို့ပွားပြီးတော့လိုလို account နဲ့ login ဝင်မယ်အပြင်ကျွန်တော်ဒီ background မှာထပ်မှလို့တော့တခါရနိုင်မြန်နေတော့စမ်းကြည့်ဖို့လို့လုံးမယ် ။အဲကြောင့်ဒါလေးစမ်းကြည့်ပြီးတော့ဒီခေါက်ပြန်ပြောပြမယ်ပေါ့နော်။ဝိဒါကျွန်တော်အခမဲ့ resource ပေါ့နော်။ဒါကကျွန်တော်တို့ရဲ့အဲ main event မှာ draw မဲ့ token တွေမဟုတ်ပါဘူး။ကျွန်တော်တို့ဒါဒါတခြားအဲ resource တော့မှာအဲ resource event မှာကျွန်တော်တို့ကသုံးရမယ့် token တွေဖြစ်ပါတယ်ဒါမှားမှကြောက်လို့ပဲနော်ဒီကောင်အားလုံးစုစုပေါင်းမနက်ကတုံးဆိုတော့ကျွန်တော်တို့ဒီမှာတစ်ချက်ပြပေးမယ် login ဝင်တကတ်၄ကတ်၅ကတ်၆ကတ်ခုနကတ်တိတိရမှာဖြစ်ပါတယ်နောက်ကျွန်တော်ခုနကတ်တိတိရမှာဖြစ်ပါတယ် ဒါကြောင့် classic run ဘောင်းဝဲစော်ယုံမယ်။ဒါကျွန်တော်တို့အဲဘာမှထွေထူးကြီးတွေလောက်ရှာမလို့ဘူးပေါ့နော်။ Okay ဒါကျွန်တော်လော်ဒီ effect တွေဒီမှာ free ရမှာပါမယ်ပေါ့နော်ကျွန်တော်ဒီမှာငယ်ငါးလပိုင်းနှစ်ရက်နေမှာဒီကျွန်တော်တို့ vee ရဲ့ skin ကိုကျွန်တော်တို့ဒီမှာစပြီးတော့ရမှာဖြစ်ပါတယ်ဒီ email စလာမယ်ပေါ့နော်စရမှာတော့မဟုတ်ဘူး email အဲ့ဒီမှာစလာမယ်အဲ့ဒီမှာစပြီးတော့လို့ရင်ကျွန်တော်တို့ free ရမှာ hari ပေါ့နော်ဒီမှာ free ရမှာ hari ပါမယ် okay ကျွန်တော်ရုပ်ထုပေါ့နော်ဝေဒါစပွန်ဖဲဒါအရှင်ဒါကျွန်တော် emote ဒါလည်း emote နော်ဒီ email မှာရမရအများကြီးပဲဗျာနော် emote တွေတော်တော်များများတော့ကျွန်တော်တို့ free ရမှာဖြစ်ပါတယ်ဝေဒါတွေကတော့ကွတ်ချက်ကလေးပေါ့နော်ဒါကွတ်ချက်တွေဖြစ်ပါတယ်နော် identity လည်းအများကြီးပါမယ်ယုတ်ထုတွေလည်းအများကြီးပါမယ်နော်ဒါ free ရမယ်ဟာရ free ရမယ်လို့ပြောထားတယ် အများကြီးပဲအများကြီးပဲနော်အားလုံးစုစုပေါင်းကျွန်တော်တို့၅လပိုင်း၂ရက်နေမှာအားလုံးလာမှာဖြစ်ပါတယ်ကဲဒါကျွန်တော်ဒါလော်ဒီအဖက်ပေါ့နော် မိုက်တယ် ။မင်းပထမဆုံးတန်းတော့မှာ collect skin တို့မို့ item တခုရဖို့အားမခံရဆိုဆွမ်းတော့ကျွန်တော်ပြောသလိုပဲเนาะကျွန်တော်တို့ collect skin လည်းဖြစ်သွားနိုင်တယ်เนาะကျွန်တော်တို့တန်းတော့မှာ skin လည်းပေါက်သွားနိုင်တယ်လို့ကျွန်တော်တို့တခြား collect item တွေလည်းပေါက်မှာပေါ့တခုမို့တခုကရပေါက်ပေါက်မှာဖြစ်ပါတယ်။ဥဒီမှာကျွန်တော်တို့အပူကန်ဆန်းဖို့ free token ကစုစုပေါင်း69ခုတည်းရမယ်လို့ပြောတယ်ဒါကကျွန်တော် phase 1 phase 2အားလုံးစုစုပေါင်းပြောတာဖြစ်ပါတယ်။เนาะ phase 1 phase 2ကရမယ်ဟာတွေရဲ့အဲတခြား အ event တွေရမယ်ဟာလေအားလုံးစုစုပေါင်းလို့ရှိရင် free token ကတော့60ခုခုရရမယ်မနေတော့မနေဘူးဗျာကျွန်တော်တို့နော် skin တစ်ခုလောက်ကတော့ဂုံးစင်းလို့ရနိုင်မှအနေထားတော့ရှိတယ်ဗျာနော်ဒါ premium supply ကကျွန်တော်တို့9လပိုင်း8ရဲ့9လပိုင်း13ရဲ့တစ်ခါတဲ့ဒီမှာပြထားတာနော်ဒီမှာ premium supply က3ခုအထိကျွန်တော်လာမယ်လို့သူကပြောထားတယ်ဗျာဒါပေမဲ့ date ကတော့သိအစမပြေဘူးနော်ဒါ3ခါတော့မဟုတ်ဘူးအဲဒီကြားမှာ event တစ်ခုပုံစံမျိုးလို့ဒါကကျွန်တော်တို့လာ resource event အတွက် ဖရီတိုကန်ပုံစံမျိုးပေါ့ဒါအချင်းလုပ်လို့ရမှာပေါ့ဒါကျွန်တော်တို့ဒီ main event မှာ draw ဖို့အတွက်ကျွန်တော်တို့ free token တွေကိုအချင်းလုပ်လာမယ်ပုံစံမျိုးဖြစ်ပါတယ်အားလုံးစုစုပေါင်းတော့99ခုပေါ့နော်ဆိုတော့ကျွန်တော်ပြတဲ့ breeding တွေနေရာလဲကျွန်တော်တို့ကအဲ gala event မှာရတဲ့ breeding တွေနေရာလဲကျွန်တော်တို့က free token အဖြစ်ပြောင်းလို့ရမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့အေး breeding လုံးလေး900လောက်ရမယ်အဲ့အဲ့ဒီနဲ့ကျွန်တော်တို့က ဒေါ်လက်ဘုံတဲ့ free token အဖြစ်ပြောင်းလို့ရမယ်အချင်းလို့လို့ရမယ်ပေါ့နော်အားလုံးစုစုပေါင်းတော့99ခုကဲမစိုးတော့မစိုးပါဘူးဗျနော်ကဲဒါတွေကလာမတိတ်တွေနဲ့ရမယ် reward တွေဖြစ်ပါတယ်โอเคဒါကျွန်တော်တို့အဲခုမှရောက်ရှိလာတယ်ကျွန်တော်တို့နောက်တို့ event ရဲ့ preview version ကိုကျွန်တော်ဒီတော့လေးပြောပြရဖြစ်ပါတယ်โอเคကဲဗီဒီယိုလေးကဒီလောက်ပါပဲ